ကတိရွှေချမ်းနဲ့လေးပြန်လဲကြိုးစားပါဗျာနော်နေဘာလို့ပြောချင်လဲဆိုတော့အာဟိုကတိကဒီလိုတပုတ်တပုတ်ထက်ထက်ပြီးရပါတော့အကုန်လုံးလဲပြောကြလို့ပါနော်ပြောကြတဲ့အပြင်ကျွန်တော်ဟိုဖြစ်ပြက်နေရပါနော်ကျွန်တော်ဘဝမှာကြုံတွေ့ခဲ့တဲ့အရာကြီးကျွန်တော်တတ်မှတ်ခဲ့တဲ့စံနှုန်းတွေကျွန်တော်ရှာမှတ်ခဲ့တဲ့စီကံတွေကျွန်တော်ရှာမှတ်ခဲ့တဲ့ကိုကိုရှာမှတ်ခဲ့တာပေါ့နော်ကျွန်တော်ရှာမှတ်ခဲ့တဲ့အရာကြီးအဲ့အရာကြီးကျွန်တော်ပြောပြပေးရပါနော်တချို့ရေးမှာကျွန်တော်အများအားဟို ပြောပြပြီးရပါတော့เนาะဒါကျွန်တော် KC channel တော့ချက်ကြည့်နေလူဆိုတည်ကျွန်တော် rule တွေပေါ့เนาะကျွန်တော်မှာလည်းကျွန်တော်စံတတ်မှတ်ချက်တွေကြည့်ရပါတော့ကျွန်တော်မလုပ်ဘူးကျွန်တော်မကင်ဘူးကျွန်တော်မပြုဘူးဆိုတဲ့အရာတွေဒါတွေအကုန်လုံးကျွန်တော် channel ကိုကြည့်နေလူဆိုတော့သိတာပေါ့เนาะအဲ့တော့ဟိုကျွန်တော်ဆိုရင်ညောငါးပါးတီလာတယ်မှာဆိုရင်အခုเนาะဖျားဟောဘာကျုပ်စရာတော့ဤဒီရောဘာရောကျွန်တော်အများကြီးနားထောင်ဘူးရယ်เนาะနားထောင်ဘူးရယ်အဲ့မှာမူသာဝါသာလည်းပြောတယ်เนาะတေးတေးရယ်လည်းပြောတယ်ဒါမှမဟုတ်ကျွန်တော်ကကျွန်တော်အတွင်းနဲ့ပြောတာပေါ့เนาะကျွန်တော်အမုန်းဆုံးက ဟိုသူများသားမိစော်ကားတဲ့ဟာပေါ့နော်အဲ့ဒီကကျွန်တော်အမုန်းဆုံးပေါ့နော်အမုန်းဆုံးဖြစ်တယ်ဟိုကျွန်တော်လုံးလုံးမကြိုက်တာပေါ့နော်ကိုအိမ်ကိုလာလေတဲ့လူဟိုဟိုကိုစိတ်မချလက်ချကြီးထားခဲ့ရမှာအဲ့ဒါမျိုးကျွန်တော်မကြိုက်တာပေါ့နော်ဒါမဲ့ဖះဟောရင်လည်းသွားမယ်ဆိုရင်တော့မုဒဝါဒါတို့နော်တေအတူရာမီရာပေါ့နော်အဲအဲ့ဒါကြီးပေါ့ဒီအောင်လဲကျွန်တော်လက်ခံတယ်ဒါမဲ့ကျွန်တော်စိတ်ထဲမှာလုံးဝမကြိုက်ဆုံးပါဘောနော်ကို့အိမ်ကိုလာလေဗျဒီကောင်ကမရင်းကောင်ဒီကောင်က ဟိုသူများသားမိလိုက်ပြီးစော်ကားတယ်ပြစ်မာတယ်မိချက်မိသားခေါင်းချက်ခေါင်းစားတယ်ဆိုတော့ကျွန်တော်ကကိုယ့်အိမ်မှာထားခဲ့ရမှာဗျာကိုယ့်ရဲ့ညီကောင်မောင်တမရဲ့ရှိမှာကိုယ့်ရဲ့ဆွေမျိုးသားချင်းနေရှိမှာဒါအမျိုးတွေဒီလိုကောင်တဲ့ထည့်ပေးလိုက်ရမယ်ပြုပေးလိုက်ရမယ်ထားခဲ့ရမယ်ဆိုရင်စဉ်းစားကြည့်လိုက်လေကျွန်တော်ကျွန်တော်ကျွန်တော်အတွေးပြောတာเนาะဒါမဲ့ကျွန်တော်ဟိုရာယူလည်းလက်ခံလို့လက်ခံတယ်ကျွန်တော်မကြိုက်ဆုံးကအဲ့ဒါပေါ့เนาะကျွန်တော်မကြိုက်ဆုံးအရာပြောပြပေးရအောင်ဟိုဖျားဟောတွေဘာတွေနဲ့ပြောမယ်ဆိုရင်တရားတရားဆိုတာလည်းလက်ခံတယ်เนาะဒါအဲ့တော့တချို့ရာချို့ရာမှာကျွန်တော်တို့က ဒီတဘုတ်တဘုတ်ထည့်ပြီးရတာမှာကျွန်တော်ရဲ့ team user ချက်တွေပါတယ်ကျွန်တော်ရဲ့ user ချက်တွေကျွန်တော်ကြုံခဲ့ရတဲ့အရာကြီးကျွန်တော်ဖြတ်တန်းခဲ့ရတာကြီးပြောပြပေးတာပေါ့နော်ဒီတော့ဒီနေ့ပါပြောပြပေးမှာလဲဆိုတော့အရှုံးပေါ့နော်အရှုံးကိုပြောပြပေးမှာနော်ပါကျုပ်စရာတော့ကြီးပြောထားတဲ့အရှုံးပေါ့နော်အဲ့တော့ကျွန်တော်အများတန်းပြောတယ် KC ပြောနေကြစကားရှိတယ်ဘာဖြစ်တော့ကျွန်တော်တို့ကတနေ့တာကုံဆုံးသွားတဲ့အချိန်မှာနော်ငွေရယ်နော်ပညာရယ်ကုသိုလ်ရယ်ဒီသုံးမျိုးတွေကဘယ်ဟာယူမှာတော့မအဲ့ဒီတစ်ခုမှမရဘူးဆို KC ပြောတာအဲ့တနေ့တာအရှုံးပဲအရှုံးပဲ နော်ငွေကြေးဆိုတာလဲကျွန်တော်ပြောပြတာသူများဖနှက်ခွာသားတာသူများကလင်ကချစ်ကြဖြန်ကြတာမူရည်သေးဝါအာမတရာရည်သားတွေအဲ့လိုဟာကိုကျွန်တော်မပါအောင်ငွေကြေးနော် ကုတူကုတူကတော့ကျွန်တော်မြဲတော့တအားလွယ်တယ်တအားလွယ်လမ်းမှာကြနေတဲ့စူလေးတစ်ချောင်းပဲဖြစ်ဖြစ်ဂဲလုံးလေးလုံးပဲဖြစ်အဲ့လိုလေးနော်ဖယ်လိုက်မယ်ပြုလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲကုတူရသွားပြီဒါဒါအများဆုံးကုတူကိုပြောပြနေနော်ဒါမှကို့အတွက်မဟုတ်ဘူးနော်အများအတွက်ဖယ်ပြီးတာပြုပြီးတာကိုပြောပြပြရအကျတော့ကုတူရငွေရ နော်ပညာကိုကဘာဟိုက်ပြီးမလို့ကိုကဘာတွေနော်ပညာရတဲ့အရာပဲပြီးဘုသူရရတဲ့အရာပဲတခုခု something မှန်ကန်တဲ့အရာတခုဘာပြီးမလို့ဘာတင်ပြီးမလို့နော်ဒါဒါတခုတွေးရမှာကိုအမားတွေမပြီးဘူးလို့လေနော်အများသူငါမှားသွားမဲ့အရာမျိုးတွေသူများပညာမရပဲနဲ့နော်ဟိုလမ်းလွဲလမ်းမရောက်သွားမဲ့အရာမျိုးတွေပေါ့နော်အဓိကပြောချင်တာမကောင်းမှုတွေပေါ့နော်အဲ့တော့အမားကိုအမှန်ထင်ပြီးတော့ဖြစ်သွားမဲ့အရာမျိုးတွေမပြီးဘူးလို့လို့ရပေါ့နော်ဒါဒါပညာဆိုတဲ့အရာမှာ ကျွန်တော်တို့ကတော့နော်ကျွန်တော်ကျွန်တော်တည်သားတတ်ထားတဲ့ဟာကြီးကျွန်တော်ကတော့တင်ပြီးတယ်ပြုတ်ပြီးတယ်ပေါ့နော်ဒီပုံမှာလည်းသဘောထားကွက်လောက်ကင်းချီပါလားနော်မင်းကဘာကောင်းလုံးဘာကောင်းလုံးဆိုဘာကောင်းမှမဟုတ်ပါဘူးဗျာနော်အဲကိုလည်းကိုတည်တယ်ကိုတတ်တဲ့ဟာပြောပြီးတယ်ကျွန်တော်မြေရန်ပြောပြကျွန်တော် လောက်စလုံးလုံးနဲ့ကလေးတော်ကျွန်တော်လေးစားတယ်ဘာလို့လဲကျွန်တော်လောက်စလုံးဝိုင်းအောင်မလုပ်တတ်ဘူးနောက်တစ်ခုမြေမယွေးတတ်ဘူး နော်ဘယ်မြည်သားလောက်စလုံးပြစ်လို့ကောင်းတယ်ဘယ်မြည်သားလောက်စလုံးပြစ်လိုက်လည်းမကွဲဘူးမပြူဘူးမှန်သွားသည့်တိုင်အောင်နော်အုံနေအောင်ပြစ်လိုက်တဲ့ချူလောက်စလုံးနေချွန်စည်းကောင်းလို့ရှိရင်မကွဲဘူးနော်ချွန်စည်းမကောင်းတဲ့တဲမြည်ဆိုဖောင်းဆိုကွဲသွားတဲ့အရာမျိုးရှိရဲအဲ့ပေါ့နော်ဒီမှာအဲ့မြည်သားကွဲရှားမှုတွေမှာလည်းကျွန်တော်တို့မကြွန့်ကျင်ဘူးနော်အကြောတော့ဒီပေါ်ဒီမှာသူတို့ရေဆိုမြည်မြင်လိုက်တာနဲ့ဟာဒီကလောက်စလုံးလုံးကောင်းနေဒီကလောက်စလုံးလုံးကောင်းဆိုတဲ့အရာမျိုးကြီးကြွန့်ကျင်တဲ့အရာကြီးလည်းကျွန်တော်တို့ကလေးစားပြီးသားပဲနော်အကြောတော့ပညာဆိုတဲ့အရာမှာလည်းအများကြီးရှိရဲပေါ့နော် ဟိုကောင်းမွန်တဲ့ပညာပေါ့နော်ကောင်းမွန်တဲ့ပညာယူတတ်ဖို့လိုတယ်ကောင်းမွန်တဲ့ပညာပေးတတ်ဖို့လိုတယ်ပေါ့နော်အကျတော့တနေ့တောင်မရှုံးပေါ့နော်ငွေရကုသိုလ်ရပညာဒီသုံးမျိုးတွေကတနေ့ဒီတစ်ခုရရင်တော့မရှုံးဘူးသုံးခုလောက်ရရင်တော့ပိုကောင်းတယ်နော်အကျတော့ဒီမှာဘာကျုပ်စရာတော့ကြီးကကျောင်းဘာပြောတော့တော့နော်အရှုံးဆိုတာဘာလို့အရှုံးနှုံးဆိုတာနော်ဘလို့အရှုံးနှုံးဆိုတာရှင်းပြတာမကောင်းမှုဖြစ်သွားတဲ့အရာကိုယ်စိတ်ကိုနော်မကောင်းမှုဖြစ်သွားတဲ့မကောင်းတဲ့စိတ်မှာအဲ့လိုဖြစ်သွားတဲ့အရာကအရှုံးပေါ့နော် တကယ်လို့ကိုကအာကုသူတွေဖြစ်သွားတယ်ဆိုရင်ရှုံးပြီပါကျုပ်စရာတော့ကြီးနော်အကြတော့ပို့ပြီးတော့ဒီဒီကြအောင်ကျွန်တော်တို့ဖွင့်ပြပေးမှာပေါ့နော်ဖွင့်ပြပေးအကြတော့ကိုစိတ်ထဲမှာအရှုံးအရှုံးအရှုံးတချို့ရအရှုံးသွားတယ်ရှုံးသွားတယ်ရှုံးသွားတယ်ဆိုတော့ကျွန်တော်တို့ကဏ္ဍရဲ့ကဏ္ဍကြီးမျိုးစုံမှာရှုံးကြတယ်တရားတော်ပေါင်းတွေရှုံးကြတယ်ငွေကြီးကြောင့်ရှုံးကြတယ်ပြူကြတယ်ဘာလဲအဲ့ဒီအဲ့ဒီဟာဒီမှာကိုကပြန်လဲစီစေးရမှာငါစိတ်ထဲမှာအကုသူကြီးဖြစ်သွားလားငါကုသူကြီးဖြစ်သွားလားအကုသူဝင်သွားမှသာ तू ကအရှုံးလုံးဝအရှုံးလုံးတတ်မှတ်ခိုင်းတာ နော်အဲ့တော့ကျွန်တော်တို့ရာတွေ့ရမှာနော်ဟိုတချို့ကဏ္ဍရေကဏ္ဍရေမှာကိုရှုံးလာတော့ရှုံးလာတယ်ဒါပေမဲ့ငါးချောင်းနော် အကုသူတွေမဖြစ်သွားဘူးမကောင်းမှုတွေမဖြစ်သွားဘူးသူအဲ့ဒါရှုံးလို့တတ်မှတ်စရာမလိုဘူးဒါကိုကိုကိုပြန်ဖြည့်သားဖို့ပြောငါငါရဲ့ပြောလိုက်တဲ့ဆိုလိုက်တဲ့လုံလိုက်တဲ့အရာတွေငါနော်ရှုံးအိုလက်ခံနေဆိုတာကိုယ်စိတ်ထဲမှာမကောင်းဘူးအကုသိုလ်တွေအဲ့လိုဖြစ်သွားတော့မှကိုကအရှုံးဆိုတော့လက်ခံရမှာကျန်နေရပြီကိုမရှုံးဆိုတော့သိရမှာ ။ဘာလို့ကိုကအဲ့ဒီပေါ်မှာအကုသိုလ်ကြီးတွေဖြစ်သွားမယ်မကောင်းမှုကြီးတွေဖြစ်သွားတယ်ဆိုရင်အဲ့ဒါကိုတကယ်ရှုံးတာ။ကျန်တဲ့ຢာဒီတကယ်ရှုံးတာမဟုတ်ဘူး။ဒါလေးတို့တည်တတ်ဖို့ဒါနောက်ပြီးတော့ပြင်ဆင်တတ်ဖို့ကျွန်တော်တို့ကလိုက်နာရမယ်ကျင့်သုံးရမယ်။တော့ကျွန်တော်အများအပြားကိုချင်းသာတရားရှိရမယ်။မိမိကြောင့်သူကသိပြီးရတယ်မိမိကြောင့်သူကသိပြီးကြတယ်မိမိကြောင့်သူကအနောက်ချက်မဖြစ်သေးနဲ့ဆိုတဲ့အရာတွေ။နော်ဒါကေစီပြောနေရဟာပေါ့နော်ဒါကတော့ပါကျုပ်ဆရာတို့ဟောပြီးမဲ့အချုံးဆိုတာဘယ်လိုခေါ်တာလဲဆိုတဲ့တရားလေးနာပြီးတော့ရင်ကျွန်တော်တို့ အရွေးတစ်ခုပြောင်းလဲတစ်ခုမှာနော်ဟိုမြင်တတ်အောင်ဒါလေးတစ်ချက်ပေါ့နော်အကြတော့ပါကျိုးဆရာတို့ဟိုဟာလေးချက်နာနာကြားကြည့်မယ်ပေါ့နော်အရှုံးဆိုတာဘာကိုပြောတာတုံးလို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တန်မှာအကုသိုလ်တွေဖြစ်သွားမှအရှုံးမှာတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်တော့ဆိုရင်ခုံကိုထိခိုက်လို့ စောစားခံလိုက်ရလို့ခုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှ ဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာရမဆုံးရှုံးမှုကပိုတောင်ရေးကြည့်တယ် ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးခုံတိတ်ခါတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လာရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ပုံမျိုးအ ਨੇ ဆုံးတော့အယုတ်ဆိုးအကြီးတန်တဲ့ဘဝကိုပို့ပေးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက်တချို့မျက်နှာလေးတွေပြုံးရွှင်တဲ့မျက်နှာရှိတယ် တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိတယ်။ဘာဖြစ်လို့ဟိုဘွားတော့ခဏခဏစိတ်တူခဲ့လို့စိတ်တူနေတဲ့အချိန်မှန်နေကြည့်လိုက်ပေါ့ဘလို့ကမလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲတော့ရဆက်ပြီးတော့အဲ့ဒါကိုကကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မလို့ဗြဟ္မာဇာလတုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲ ပတန်တာလို့ခေါ်တဲ့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်ဒါလို့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လေဝမတာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောညာတော်အပြင်လူတွေကဝမ်းတာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလေလောကရန်ကိုမခံနိုင်လို့စိတ်ရလှုပ်ရှားမှုလို့ခေါ်တယ် ရှင်းဝန်ခံရလို့ရှိရင်တဲ့ဝန်တာနေမယ်ဆိုရင်မဆုံးရှုံးနိုင်တော့ဆိုလို့ရှိရင်အဲ့ဒီဝန်တာမှုကြောင့်ဒါလေးတင်ကျဉ်းနဲ့နေပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်တဲ့ဟောဘဝင်မြင့်သွားရင်ဒီတဲ့ပူဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝန်တာလုံးအာကြီးနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံးသွားနိုင်တယ်ဒါကြောင့်ဝန်တာမလီနဲ့ဘာလို့อ่ะ appreciate lâu mẹ để tu biểu ra mang để tu chỉ muốn để đại hội đi lâu appreciate lâu mà à giờ rồi nó ô đi ra biến sinh mà rồi nó biến sinh mà rồi bài biến sinh mà rồi con luôn lấy đi bài nó cho nó là biểu biểu gì rồi nó bài biến sinh mà rồi con luôn tỷ lệ giả lý rồi nó ô say gu rồi nó အဲ့လိုအကြတော့ဟိုဝမ်းတာလည်းမစောနဲ့ဝမ်းနေလည်းမစောနဲ့ပေါ့နော်အကုန်လုံးအကုန်လုံးကျွန်တော်တို့ကဖြစ်ပြက်လာမယ့်အရာဖြစ်ပြက်လာမယ့်အရာကိုလည်းစိတ်ထဲထည့်တာပေါ့နော်ကျွန်တော်ကိုယ်စိတ်ကိုအများရန်လေးကျင့်နေပြုနေတယ်ဟဲ့ဆိုရင်တော့ကျွန်တော်တို့ကဖြစ်မှာပေါ့နော်ကျွန်တော်တို့ဝမ်းလည်းဝမ်းတာလည်းမစောသလိုဝမ်းနေလည်းမစောဘူးကျွန်တော်တို့ကရှင်းဆုံးပြောတာတကူဆိုကိုယ်စိတ်ကိုကိုယ်ဟိုရင်းပေါ့နော်ဟို ါဒါကတော့လေ့ကျင့်ပင်ဖြစ်ပါတယ်နော်ကိုယ်စိတ်ကိုဝမ်းသာလဲမစော်နဲ့ဝမ်းဝမ်းနဲ့လဲမစော်နဲ့နော်ဘာလို့ဆိုတော့ဒါရဖြစ်တတ်တဲ့သဘောတွေဖြစ်တတ်တဲ့သဘောတွေကျွန်တော်ပြောပြဘုံလုံးတလက်ငပြန်တလက်နော်နေလိုက်မြင်လိုက်ဘဝကြီးကြုံမှာစုံမှာအများကြီးပဲအများကြီးပဲခင်ဗျာနော်ဟိုဘာလို့ဆိုတော့မွေမဲ့တီးမဲ့မွေမဲ့တီးမဲ့ဒါလည်းဒါဖြစ်ပြက်နေတဲ့အရာဘူးမှဘူးမှထိန်းချုပ်လို့မရတဲ့အရာကြီးပဲเนาะအကုန်လုံးကထိန်းချုပ်လို့မရတော့အခိုင်မှာเนาะဝမ်းတာလည်းမစောနဲ့ဝမ်းနေလည်းမစောနဲ့เนาะအဓိကကเนาะကိုယ်ကြောင့် ကောင်းမှုမကောင်းမှုတွေနော်ကိုကြောင်ဖြစ်သွားတဲ့အရာတွေမှာကိုကြောင်သူကထိခိုက်သွားလားကိုကြောင်သူကနင်းလာသွားလားကိုကြောင်သူကဆုံးရှုံးသွားလားဒီဟာမျိုးတွေတွေ့ရမှာနော်အကုသိုလ်ဖြစ်သွားတဲ့ဟေးဆိုရင်တော့ဒါခင်ဗျားတို့ကြီးမားတဲ့ဆုံးရှုံးမှုကြီးပဲနော်ကြီးမားတဲ့ဆုံးရှုံးမှုကြီးပဲဒီအကုသိုလ်မဖြစ်အောင်အကုအကုသိုလ်မရအောင်နော်ဒါကိုအဓိကထားပြီးတော့ကျွန်တော်တို့ကလောက်ရမှာပေါ့နော်ကျတော့ဒီထဲမှာလည်းနော်ဆရာတော်ကြီးပြောသွားသလိုပစ္စည်းဥစ္စာတွေဘာတွေဆုံးရှုံးတဲ့လူတွေဆုံးရှုံးမှာပဲဆုံးရှုံးတဲ့ဆိုတော့အခုတရားတော်ပေါင်းနေရင်ဆိုင်နေတခါလေကြာလဲကိုမှန်နေပဲမဲ့လဲ ဆုံးရှုံးတဲ့အရာရှိတယ်။ဒါဒါအကုန်လုံးသိပါတယ်နော်။ကိုမှန်တယ်ဒါမဲ့ဖြစ်ရဖြစ်တင်ရကတော့မှန်တယ်ဒါမဲ့တရားတစ်ပေါက်လုံလိုက်တဲ့အခါမှာရှုံးသွားတဲ့အရာရှိတယ်။အဲ့ဒါတကယ်အရှုံးမဟုတ်ဘူး။တကယ်အရှုံးမဟုတ်ဘူး။နော်တကယ်အရှုံးမဟုတ်ဘူး။အဲ့ဒီမှာကိုကသူတို့ကိုကိုကရေကုမလုပ်ဖ ೇನೆ ကိုတကယ်ဟိုရင်မဆုံးချုံးမဲ့နဲ့ငွေကြောင်းယာတူးကြောင်းဘာညာကူကအာနာကြောင်းဆုံးချုံချုံလိုက်ရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့ဒါတကယ်အရှုံးမမတတ်မှန်းနဲ့เนาะခင်ဗျာ ရာတော်ကြီးပြောသလိုပဲသူတို့တီထောင်လိုက်တဲ့ကံမကောင်းမှုကံကိုတီထောင်လိုက်တဲ့အချိန်မှာသူနောက်ဘဝနောက်ဘဝကြီးမသူအဲ့ဒီရဲ့ကံတီထောင်ထားတဲ့အရာသူသူတပားကိုဒီငွေကြီးကြောင့်သောကအာနာကြောင့်သောကယာတုကြောင့်သောကလက်နက်ကြောင့်သောကအနိုင်ကျင့်လိုက်တယ်အဲ့ဒီကံတီထောင်လိုက်တဲ့အတွက်သူတစ်ချိန်မှာပြန်ပြီးတော့ခံစားရမှာပဲနော်သူမကောင်းတဲ့ကံကိုတီထောင်လိုက်တယ်မကောင်းတဲ့အရာကိုကျူးလွန်လိုက်တယ်နော်ဒီဘဝမှာကိုကတော့နော်အမတန်လို့မန်ရှော့လိုက်ပြီးတော့ဖြစ်လိုက်ပြီးမှကိုစိတ်ထဲမှာအကုသို့မရအောင်နော်အဲ့ဒီ အကုသိုလ်ဆိုတဲ့မကောင်းမှုဆိုတဲ့အရှုံးကြီးကိုကိုလက်ထဲမခံမိအောင်ကိုကကြိုးစားရမှာကိုကကြိုးစားရမှာကြင့်ကြံရမှာနော်ဟုတ်ပြီငါဒီလိုလုပ်သွားတယ်အေးမနိုင်ငံတအေးအဲအကျိုးသက်ကိုကိုမခံဘူးလို့လေနော်အဲ့ဒီမှာကိုကတကယ်လို့အရှုံးကတကယ်အရှုံးကကိုမကောင်းမှုနော်ဒီအကုသိုလ်တွေကိုလက်ခံလိုက်ပြီးသွေးနေတာကိုကတကယ်အရှုံးဝင်ဉာဏ်ဆိုင်မှာအဲ့ဒီတကယ်ကိုဘောဒီမကောင်းမှုအကုသိုလ်ကြီးကိုကိုကလက်မခံတဲ့ပြီးကိုကဘယ်တော့မှမရှုံးဘူး နော်ဟိုကပစ္စည်းဥစ္စာဘာညာနော်အာနာကြောင့်ငွေကြောင့်နော်လက်နက်ကြောင့်ရှုံးနေရတော့ရှုံးနေမယ်နော်နော်ကြံတဲ့အရာမှာကိုမရှုံးမှုလို့တယ်အကြောတော့အဲ့ဒီအကုသိုလ်ကြီးကိုကိုကလက်ခံမလားအဲ့ဒီနော်မကောင်းမှုကြီးကိုကလက်ခံမလားလက်မခံနဲ့ကျွန်တော်အများတမ်းပြောတယ်အကြိုင်မကင်တာနဲ့အကြိုင်မထည့်တာနဲ့ပြည့်နေဆိုတဲ့အရာအဲ့ဒါပြောတာကိုကအများတိုင်းရှုံးခံနေမှာလားအများတိုင်းရှုံးနေမှာလားမရှုံးဘူးဘာလို့ရှုံးခံနေမှာအောင်များလဲမယူနဲ့ဒီအကုသိုလ်တွေမကောင်းမှုတွေခင်ဗျမယူနဲ့ကိုမလုံးနဲ့ เนาะတစ်ချိန်မှာကိုကနိုင်မှာပဲတစ်ချိန်မှာနိုင်မှာကျွန်တော်တို့လည်းသိတယ်ဒါဒါကျွန်တော်တို့ဟိုအကုန်လုံးသိတဲ့အရာကြီးပဲเนาะချင်းချင်းလေးပဲဒီပေါ်မှာသွားပြီးတော့ကိုကသွားပြီးတော့ဟာဘလူဖြစ်တယ်ညာလူဖြစ်တယ်ပူလောင်နေတိုင်းကိုရှုံးတော့လေဟာငွေကြောင်းဘာကြောင်းညာကြောင်းဆိုတဲ့เนาะလက်နဲ့ကြောင်းအာနာကြောင်းဆိုတဲ့အရာကြီးနဲ့ကိုကသွားပြီးတော့အဲ့လိုတတ်မှတ်လိုက်လို့ချက်အမြဲတမ်းရှုံးနေမှာဗျာ နော်အကြတော့အဲ့ဒီအရှုံးမျိုးကိုတော့နော်တကယ်အရှုံးမျိုးကိုတော့ခင်ဗျာဘာလို့လက်ခံနေမှာတော့နော်ကိုကအနိုင်ယူရမှာလေဟုတ်တယ်မလားအနိုင်ယူခြင်းဘာဖြစ်မလဲအဲ့ဒီအာကုသူတွေမကောင်းမှုတွေလက်မခံနဲ့လေရှင်းရှင်းလေးပဲ physical ကြောင်းတော့ရုပ်ပိုင်းဆိုင်ရာတွေကြောင်းတော့ရှုံးရင်ရှုံးနေမှာစိတ်ပိုင်းဆိုင်ရာမရှုံးမှုကြီးကြီးတယ်နော်